င်္ဂလာပါဗျာကျွန်တော်ကတော့ဆရာဟိမွန်လာပါခုနယ်တန်းပြီးလွယ်လေးတကူပြလို့ရတဲ့ရေရေရတဲ့အစီအစဉ်နဲ့နီလန်းနေပြီးတော့အပတ်စဉ်ဟောစတန်တွေကိုအများတိုင်းပြောပြပေးနေတာပါအခုလည်းဘယ်လိုနီလန်းပြောပြမှာလဲဆိုရင်ငွေနဲ့ပတ်သက်ပြီးတော့တောကရောက်နေတာတွေငွေကြီးနဲ့ပတ်သက်ရင်လက်ထဲမှာမမြဲတာတွေမအောင်မြင်တာတွေငွေကိုအကြောင်းပြုတဲ့အရာမှန်သမျှမှာအဆင်မပြေဖြစ်တာတွေတချို့တွေကလက်ထဲမှာငွေမမြဲဘူးကိုယ့်လက်ထဲကိုငွေလေးရောက်လာတယ် မမြဲဘူးထွက်เสียပေါ်သွားတယ်။တချို့ကကြတော့ငွေကိုရင်းနှီးမြုပ်နှံပြီးတော့အလုပ်လုပ်တယ်။အဲ့ဒီအလုပ်မအောင်မြင်။ဒီတိုင်းကြီးပဲကာယအားနဲ့ဝင်ကူညီတာမျိုးမှအောင်မြင်ပေမဲ့ကိုကိုယ်တိုင်ရင်းနှီးစိုက်ထုတ်ပြီးတော့အဲ့ငွေထည့်လိုက်ပြီးတော့လည်းမအောင်မြင်တာမျိုးတွေ။အဲ့တော့အဓိကကငွေနံနဲ့ပတ်သက်တဲ့ ပြီးတော့အဆင်မပြေဘူးတောကအမြဲကြုံရတဲ့ငွေကလက်ထဲမှာမမြဲဘူးငွေမဝင်ဘူးငွေနဲ့ပတ်သက်ရင်ဘတော်မှအဆင်မပြေမအောင်မမြင်နေဖြစ်တဲ့ဆိုရင်အခုပြောပြတဲ့နိလန်ကိုပြလို့ရတယ်အနိဋ္ဌရေတရားလို့ခေါ်တယ်နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့အနိဋ္ဌတွေကိုလှူဒန်းတယ်ပြုတ်လုတဲ့အရာဘယ်လိုမျိုးပြုတ်လုမှလဲဆိုရင်ငွေကြီးနဲ့ပတ်သက်ပြီးအောင်မြင်ခြင်းနဲ့အဆင်ပြေခြင်းနဲ့မြဲခြင်းနဲ့မိမိလက်ထဲမှာငွေကိုတလဟောဝင်စေခြင်းနဲ့ဆိုရင် ပြုတ်လို့ရမှာ ကြီးကန်းခိုးငှက်အစာကျွေးပေးရမယ်အဓိကငှက်ထဲမှာမှာကြီးကန်းနဲ့ခိုးအစာကျွေးရမယ်ပြီးတော့လမ်းပေါ်ကခွေးအစာကျွေးပေးရမယ်ခွေးအစာကျွေးရမယ်ကြီးကန်းတို့ခိုးတို့အစာကျွေးရမယ်လမ်းပေါ်ကခွေးဆိုတာကဘာကြောင့်လမ်းပေါ်ကခွေးလို့ထည့်ပြောတာလဲဆိုတော့ဟိုကိုယ်မှာမွေးထားတယ်ခွေးဒါမှမဟုတ်သူများအိမ်မှာမွေးထားတယ်ခွေးအဲ့ဒီခွေးတွေကဟိုမိမိအိမ်မှာမွေးထားတယ်ဆိုတော့မိမိရကျွေးမှာပဲလေ သူများအိမ်မှာမွေးထားရတဲ့ဆိုရင်လည်းသူများကကျွေးမှာပဲကျွေးကျင်တယ်လို့ကျွေးမှာပဲအဲ့တော့သူတို့အနေနဲ့အစားအသောက်အတွက်ကလိုအပ်ချက်တိတ်မရှိဘူးဗျအဓိကကလမ်းပေါ်ကခွေးတွေကြတော့ဟိုငတ်တလဲပြတ်တလဲစားရတဲ့အခါစားရတယ်မစားရတဲ့အခါမစားရဘူးအဲ့ဒီလိုမျိုးရှိတယ်အဲ့ဒီအတွက်လမ်းပေါ်ကခွေးကိုကျွေးရတာเนาะအဲ့တော့ကြီးကန်းခိုးအစာကျွေးပြီးလမ်းပေါ်ကခွေးအစာကျွေးပြီးတော့ဖုံးရင်းကြောင်းအိမ်သာဆေးပေးရမယ်ဖုံးရင်းကြောင်းနေ ဖုန်းကြောင်းတခုလည်းမဟုတ်ဘူး sorry เนาะတီလာရှင်ကြောင်းလည်းရတယ်။ဖုန်းကြောင်းလို့တီလာရှင်ကြောင်းလို့ဘာသာရေးနဲ့ဆက်ဆက်တဲ့နေရာတွေမှာအင်တာတွေကိုဆေးပေး။ဖုန်းကြောင်းတီလာရှင်ကြောင်းဘာသာရေးနဲ့ဆက်ဆက်တဲ့အင်တာဆေးကြောပေးเนาะတန်ရှင်းရေးပြုလုပ်ပေး။ပြီးတော့ခြေတုပ်ခုံလှူပေး။မကြာခဏခြေတုပ်ခုံကိုဘယ်မှာပဲလှူလို့ရတယ်။เนาะတချို့တွေဆိုဖျားတွေမှာအသုံးပြုပွဲအတွက်လူတွေလူပေါင်းများစွာကိုဖြတ်သွားတဲ့နေရာမျိုးမှာခြေတုပ်ကုန်လေးတွေချပေးတာမျိုးအဲ့လိုနေရာမျိုးမှာကိုကလှူဒန်းပေးတာမျိုး เนาะတချို့တွေကဖုန်းကြောင်းမှာအသုံးပြုဖို့လိုတယ်တိရရှင်ကြောင်းမှာအသုံးပြုဖို့လိုတယ်ခြေတော့ကုန်လိုပေးရတယ်ပြီးတော့ဖះရင်မြင်တွေမှာကြွေပြားတွေကိုတန်ရှင်းပြုလုပ်ပေးရတယ်ဖះရင်မြင်မှာကြွေပြားတွေညပတ်နေတယ်အဲဒီကိုတန်ရှင်းပြုလုပ်ပေးပြီးတော့လမ်းခင်းကြောက်လှူဒန်းပေးရတယ်လမ်းနေခင်းတဲ့ခါကျကြာရင်ကြောက်တွေလှူဒန်းပေးရတယ်အဲ့တော့လမ်းခင်းကြောက်တော့ဘာလို့ကတော့မိမိအနေနဲ့တအူးတဲ့လူတန်းကိုတော့ခက်ခဲတာပေါ့နော်တအူးတဲ့လူတန်းကိုခက်ခဲရင်အဲ့မှာအများနဲ့ လမ်းခေကြောက်တွေလူလူခံတဲ့အခါကျရင်အဲ့လိုနေရာမျိုးမှာထဲ့ဝင်ပြီးလူတန်းပေးရတယ်။အဓိကအဲ့တော့ရှေးပိုင်းမှာပြောခဲ့တဲ့ကြီးကန်းခိုးအစာကျွေးပြီးတော့လမ်းပေါ်လမ်းဘေးရခွေးကိုအစာကျွေးဖုံချောင်းတိလာရှင်ချောင်းဘာသာရေးနဲ့ဆက်ဆက်တဲ့နေရာကအိမ်သားတွေတန်ရှင်းရေးပြုလုပ်ပြီးတော့ဖျားရည်မြားကျွေပြားတွေတန်ရှင်းရေးပြုလုပ်ပေး။ကျွေပြားတို့ကြောက်ပြားတို့နော်တန်ရှင်းရေးပြုလုပ်ပေး။ပြီးတော့ရင်လမ်းခေကြောက်လူတန်းပေး။အခုပြောပြတဲ့ဒီ ။တနင်္လာနံနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းနဲ့အစီပြေခြင်းနဲ့ငွေလက်ထဲမှာမြဲခြင်းနဲ့ဒလဟောဝင်ခြင်းနဲ့တနင်္လာနံအတွက်စိတ်ချမ်းသာစေခြင်းနဲ့ဆိုရင်အခုငွေနံဖြစ်တဲ့တနင်္လာနံကိုအထောက်ပံ့ပေးသင့်မယ်။တနင်္လာနံနေနဲ့ပြုလုပ်တဲ့အနိဋ္ဌရေတွေဖြစ်ပါတယ်။ဒီနီလန်ကိုပြုလုပ်ပြီးတော့အားလုံးသောကျွန်တော်ရဲ့မိတ်ဆွေများမွေကြီးလက်လာပါများအထူးပေါ်များကြပါသည်ကံကောင်းကြပါသည်အစဉ်ပြေကံကောင်းအောင်မြင်ကြပါသည်လို့တောင်းစုပြုပေးလိုက်ပါတယ်ဗျာ